ပင်ကအနေနဲ့ဆရာချင်းမျိုးကိုခေါ်ပါခေါ်ထားပါတယ်။ဝါရှင်ကအနေနဲ့တို့တို့ဆရာငယ်လေးကိုခေါ်ထားပါတယ်။ဘုရားခင်ဂျေးမားစွာမျိုးစစ်မှာအသုံးပြုတဲ့ဆရာဒရမ်ကိုခေါ်ထားပါတယ်ဆရာ။မင်္ဂလာပါဆရာ။မင်္ဂလာပါဆရာဆရာကုတ်ကူနည်းနည်းလောက်မိတ်ဆက်ပေးပါဦးဟုတ်ကဲ့ကျွန်တော်ကတော့ဆရာရောတပည့်ဖြစ်ပါတယ်ကျွန်တော်ကလက်ရှိ ်ဂရေရှန်ဒီဆူခရစ်ယာန်ချာချ်မှာအမှုတော်ဆောင်တယောက်ဖြစ်ပါတယ်။ကျွန်မကတော့လက်စင်ဖြစ်ပါတယ်။ဒီ MLC အတန်းတော်မှာအမှုတော်ဆောင်တူဖြစ်ပါတယ်။ဟုတ်ကဲ့ဆရာမအဲ့ဆိုကျွန်တို့လာမယ့်ဂျွန်လိုင်လမှာကျွန်တို့ MLC ဆရာတင်းတော်မှာပြုလုပ်သွားမယ့်လူငယ်ဒီတန်းအကြောင်းလေးပြောပြပါဦး။ Okay ဒီ then conference ကတော့လာမယ့်16 second ဂျွန်လိုင်လ MLC Star Park မှာပြုလုပ်သွားမယ့်ဘုံရရတာတင်ဖြစ်ပါတယ်။နောက်ပြီးအချိန်ကတော့ မနက်စင်တိုင်းမှာညနေ9:00နာရီအထိဖြစ်ပါလေဆိုဒီကြားလေးမှာအာ Britain ရှိမယ်အတင်းတော်မှာပြင်ဆင်ကြတယ်ပေါ့နော် lunch အတွက်အစားတောင်းလို့ရှိတာဖြစ်ပါလေဆိုတော့ဒီတင်တန်းကိုတော့ the wave flow အမီပေးတာပါလေ the wave flow ဒီတင်တန်းကိုဘာဖြစ်လို့ပေးရတာလဲဆိုရင်နည်းနည်းလောက်ရှင်းပြပေးလို့ရမှာရပါလေဆရာ the wave ဆိုတာက line လုံးကိုပေါ်ဆောင်ပါအဲ့ဒီ line လုံးဆိုတာကတဘာဝကိုရတဖြည်းဖြည်းမိတက်လာပြီးမှအော်ဖွဲ line လုံးကြီးဖြစ်လာတာဖြစ်တယ်ဒီလိုဆိုတော့ဗျဒီကနေ့ ဝိညာဉ်ရေးရာမှာလည်းနူးထမှုတွေသရှင်သောဝိညာဉ်ရဲ့လှုပ်ရှားမှုတွေကအစီအတော်မရှိဘဲနဲ့တဖြည်းဖြည်းမြင့်တက်လာနေတယ်ဆိုရက်အတိပယ်ပေါ်ဆောင်ချက်ကိုရည်ပြီးတော့မှဒီတန်းကောင်းစီကိုတဝိလို့ပေးထားရချင်ဖြစ်ပါလေဆရာဟုတ်ကဲ့ဟုတ်ကဲ့ဆရာဆိုဒီတင်တဲ့အတွက်ရောအထူးစပယ်ရှယ်ဖိတ်ထားတဲ့ဆရာတွေရှိလားဟုတ်ကဲ့ဆရာရှိပါတယ်တော့မြန်မာပြည်မှာကျွန်တော်တို့ဆရာ၃ပါးကိုခေါ်ရပါတယ်ကျွန်တော်နံပါတ်၁တယောက်ကတော့စပီကာအနေနဲ့ဆရာချင်းမင်းကိုခေါ်ခေါ်ရပါတယ် ဆရာဂျင်းမင်းဆိုရင်အာသူရဲ့ Euclid Machine ထဲမှာဂျင်းမားဆိုတာပြားကြံတုံးပြတဲ့ဆရာတစ်ပါးဖြစ်ပါ။နောက်တစ်ယောက်ကတော့ Washington အနေနဲ့ကျွန်တော်တို့ဆရာငင်လေးကိုခေါ်တော့ပါတယ်။ကျွန်တော်တို့ဆရာငင်လေးဆိုရင်ကျွန်တော်တို့အလိုသိတဲ့အတိုင်းပဲအငိုင်းကျော် Washington တယောက်ဖြစ်ပါတယ်။နောက်တစ်ယောက်ကတော့ပြားကြံဂျင်းမားဆိုတာ Music မှာအသုံးပြတဲ့ဆရာတရောင်ကိုခေါ်တော့ပါတယ်ဆရာ။ဟုတ်ကဲ့ဆရာအဲ့ဆိုဟုတ်ကဲ့ဆရာအဲဒီတီတန်နဲ့ပတ်သက်ပြီးတော့လူငယ်တွေကိုဆရာအနေနဲ့ပြောချင်တယ်ဟုတ်ကဲ့လူငယ်အားလုံးပဲမင်္ဂလာပါ ကျွန်တော်တို့ဒီတင်တာကိုမရမကကျွန်တော်တို့ပုံဝင်ဖို့အလုပ်ကိုခေါ်ပြချင်ပါတယ်ဒီဘဝမှာတခါမှမပြဖို့တဲ့မကြုံဖို့တဲ့မရရှိဖို့တဲ့အရာတွေအော်အော်ဘုရားခင်ကမို့ပြုတ်ချင်းကိုတင်ကိုယ်တိုင်ခံစားရလိမ့်မယ် Yo လူကြီးတွေဒီတင်တာကိုမရမကကျွန်တော်တို့လာတက်ရောက်ဖို့ရင်ကျွန်တော်ပစ်ခေါ်ချင်တယ်ဘာကြောင့်လဲဆိုရင်တော့တင်ဒီတင်တာကိုလာတက်ရောက်ချင်အောင်အသက်တာထဲမှာတကယ်ထူချောင်းမှုတွေဘုရားခင်ထံမှာနော်အသက်တော်ကြီးဖွံ့ဖြိုးချက်တွေနဲ့ အသက်တာထဲမှာလူမျိုးချစ်တွေအေကမ်းမှခံစားရရှိမှာပဲဖြစ်ပါတယ်။ဒါကြောင့်တို့မျက်မှောက်တို့ထဲမှာစုံကြမယ်။အဲ့ဒီတင်တဲ့အတွက်ဘယ်လိုခံစားရလဲပြီးတော့ဘာတွေပြင်ဆင်ထားရရှိလဲ။တင်တန်းတအရန်ဆိတ်လှူရှားနေပါတယ်ဒီတင်တန်းကနေရက်တင်တန်းဖြစ်တဲ့ခါမှာပေါ့နော် off day ကလည်းခတ်တော့ခတ်တယ်ဒါပေမဲ့ကျိုးတော့ပြောထားပါပြီမရရင်လည်း MCU ပြီလာတက်ပါပါပြီးတော့အဲ့ဒီမှာဝတ်ဖို့အစီအစလေးအစစ်တိဝေယူထားပါပြီ Okay so and လူကြီးတင်တန်းကနေကိနေနဲ့ဘာတွေမျောလိထားတာရှိတယ် ကျွန်တော်တို့လူငယ်တွေဝိညာဉ်ရေးအပိုင်းမှာတာပြီးနိုးထလာမယ်ဆိုတဲ့အရာကိုကျွန်တော်မြော်လင့်တာဖြစ်ပါတယ်အဲဒီဒီတန်းမှာတက်ချန်အဖြစ်ဝိညာဉ်ရေးရကောင်းကြီးမင်္ဂလာတွေအများကြီးခံယူရရှိမယ်လို့မျှော်လင့်ပါတယ်โอเคဆိုဒီဒီတန်းနဲ့ပတ်သက်ပြီးတော့ကိုယ့်ရဲ့ချစ်တဲ့တငင်ချင်းတွေကိုမပြောချင်တာရှိတယ်ဒီတန်းနဲ့ပတ်သက်ပြီးတော့မှကျွန်တော်တို့မိတ်ဆွေတွေတငင်ချင်းတွေကိုနားရက်တွေမရမကကြိုတင်ယူထားပြီးတော့မှကျွန်တော်တို့ဒီနရက်တာတင်တန်းမှာကျွန်တော်တို့အတူတကွပါဝင်ဖို့ရန်အတွက်ခေါ်ပေးချင်ပါတယ်โอเคဒီဒီတန်းကကြတော့ဗောနော်အဲမြန်မာပြည်ကနေ သူပဲဖျားကောင်းအကြီးပေးထားတဲ့သူတွေဖျားသုံးပြနေတဲ့သူတွေပေါ့နော်ကိုတိုင်လာတင်ကြမှာဖြစ်တဲ့အတွက်အဲတကယ်ချင်းတွေရောအကုန်လုံးကိုတက်စီချင်တဲ့အကုန်လုံးလေးလာခဲ့ဖို့ဖိတ်ခေါ်ပါတယ်မျက်မှောက်တော်မှာဆုံးကြမယ်